ဒါကကြတော့ညီမအနေနဲ့လည်းညီမလည်းဒီចောင်းသားဘွားအနေပဲလာခဲ့ရဆိုတော့ဆောင်းပွဲဘလော့ဒီရစ်စ်များလဲဆိုတော့ညီမသိရယ်ဆန်တန်းကလေးတွေကြတော့ညီမတို့ဆယ်တန်းတော့အဲ့လိုမျိုးချက်ဖြေမဟုတ်ဘူးလေသူတို့ကြတော့အဲ့လိုမျိုးစဉ်းစားရတာတွေလည်းပါတယ်အများကြီးပါတယ်ပြီးတော့ဘာသာတွေကလည်းပိုတိုးရတယ် thread တွေအများကြီးပြီးနိုင်တယ်ပေါ့နော်ဆောင်းပွဲနှစ်ခါပြန်ဖြေဆိုတာကြီးကလည်းသူတို့တော်တော်ကြီး pressure ကြီးအများကြီးပြီးနိုင်တဲ့အတွက်ညီမဒီတိုင်းပဲ speed ရောက်လုပ်ပေးလိုက်တဲ့သဘောပါရှင့် for takeoff. ကဲညီမကတော့မိုးတက်ခင်ပါ Miss Grand Town ကို2025ပါရှင့်ဟုတ်ကဲ့ပါဒါကတော့ round တိုင်း round တိုင်းမှာညီမအမယုံရှိလုပ်ခဲ့တယ်နောက်ဆုံးမေကွန်မေကွန်ကြောင့်မို့လို့လည်းထင်တယ်ပေါ့လေဒီတော့ပါပဲအာဒါကကြတော့ညီမအနေနဲ့လည်းညီမလည်းဒီចောင်းတော့ဘွားအနေပဲလာခဲ့ရဆိုတော့ဆောင်းမွဲဘလော့ဒီ race များလဲဆိုတော့ညီမသိရဲ့ စာဖျားတွေဘယ်လောက်ထိများလဲဆိုတာသိရဲဒီမဲ့ဆန်တတန်းကလေးတွေကြတော့ညီမတို့ဆယ်တန်းတော့အလိုမျိုးကြက်ဖြေမဟုတ်ဘူးလေသူတို့ကြတော့အလိုမျိုးစဉ်းစားရတာတွေလည်းပါတယ်အများကြီးပါတယ်ပြီးတော့ဘာသာတွေကလည်းပိုတိုးရတယ်အဲ့အချိန်မှာသူတို့တို့ကဒီဟိုဘယ်လိုပြောမလဲ strut တွေအများကြီးပြီးနိုင်တယ်ပေါ့နော်ဆောင်းဝဲနှစ်ခါပြန်ဖြေဆိုတာကြီးကလည်းသူတို့တော်တော်ကြီး pressure ကြီးအများကြီးပြီးနိုင်တဲ့အတွက်ညီမဒီတိုင်းပဲ speed up လုပ်ပေးလိုက်တဲ့သဘောပါရှင့် အတုံးကကြတော့ညီမကိုပိရောအချင်းကြီးမျိုးမျိုးကြောင့်ပေါ့နော်ညီမ၁၀တန်းဖြေကန်ဒီနှစ်လလောက်လို့မှညီမဘိုးသားဆောင်ရောက်သွားပြီးတော့အမှအတကုံယုံရတာပေါ့နော် အမှအဲ့လိုမျိုးဆိုတော့ ရန်ဖိအားများတယ်ပေါ့အတုံးအားဆိုလဲကိုကိုကိုအဲ့လိုမျိုးចောင်းဆက်မတက်ချင်တော့တော့တဲ့ဒီဖြစ်ခဲ့ဒါမဲ့လဲအောင်သွားပြီးတော့အခုဆိုရင်ဥပဒေចောင်းသူတယောက်ဖြစ်နေပါပြီအာဒီဥပဒေကိုကြတော့ညီမကအတမိုးရဲ့ចောင်းတစ်ခုယူဖို့ဆိုတာထက်ဥပဒေចောင်းကိုဒီတိုင်းနားလဲထားခြင်းလို့ပေါ့နော်အဲ့အတွက်ចောင်းပဲယူပြတာပါရှင်ခံယူချက်ဆိုရင်ကတော့ညီမအနေနဲ့ကညီမတို့အမျိုးသမီးတွေပေါ့နော်အာအမျိုးသမီးတွေအတွက်ညီမကအဲ့လိုမျိုး အဲဘယ်လိုပြောမလဲအမျိုးသမီးတွေဘက်ကယက်တီပေးနေတာပေါ့အဲအဲ့အစိတ်တစ်ခုနေနေပါအဲ့စိတ်နေပဲဥရေဥရေကိုယူပစ်ခဲ့တာပြီးတော့ဒီအာအလမေလောကတွေဝင်ရောက်ခဲ့တယ်ဆိုတာလဲ public speaker တယောက်အဖြစ်နဲ့တရှိချင်လို့ပေါ့ဟုတ်ကဲ့အလမေပြန်ပွဲတွေဆိုတော့ငငယ်ကညီမနဲ့အရန်ဆိုင်ခဲ့ရေပေါ့နော်ညီမမမနီနီတင်းရာနေမှာစပြီးတော့ဒီ miss လောကအကြောင်းကိုပို့ပြီးတော့ထဲထဲဝင်ဝင်သိခဲ့ရေအဲအဲ့လိုနေပဲညီမကဖန်တယောက်နေရနေ beauty queen တယောက် ဖြစ်ဖို့အတွက်ခြေနဲ့တလန်းကိုဒီ grant နဲ့စခဲ့ရပါရှင်။ညီမအတွက်ကတော့လုံခြုံမှုလို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ညီမတို့ဒီအရှိတောင်အာရှနိုင်ငံတော်တော်များများမှာမျိုးသမီးတွေအတွက်လုံခြုံမှုဆိုတာအပြည့်အဝမရသေးဘူးပေါ့နော်။အဲ့အတွက်လည်းမျိုးသမီးတိုင်းကိုဥပဒေနာဥပဒေကြောင့်နားလည်စေခြင်းနဲ့ပြီးတော့ဒီအမျိုးသမီးအခွင့်အရေးဆိုတာကိုလည်းလူတိုင်းကိုလည်းသိစေခြင်းနဲ့ပေါ့။ဒါအမျိုးသမီးမှမဟုတ်လူတိုင်းမှာအခွင့်အရေးကိုအခွင့်အရေးနဲ့ကိုရှိရပေါ့နော်။ဟုတ်ကဲ့။ Okay ညီမအနေနဲ့ကတော့အမျိုးသမီးတယောက် ဖြစ်ရတာကိုအရင်ကအရင်ကတော့ဗောညီမကအမျိုးသမီးအမျိုးကိုကိုကိုဗောနော်အဲ့လိုမျိုးအပြော့တယ်လို့ထင်တယ်ဒါပေမဲ့နောက်ပိုင်းပို့ပို့ပြီးတည်လာတာကအမျိုးသမီးတွေကအမျိုးသားထက်ပို့ပြီး strong ဖြစ်တယ်လို့ထင်တယ်စိတ်တပိုင်းဆိုင်ရရောဘာလို့ဆိုတော့အမျိုးသမီးတွေနေ့စဉ်ကြုံတွေ့ရတာတွေအားလုံးကအမျိုးသားထက်ပို့ရဲပေါ့နော်စိတ်ဓာတ်ရည်ဆိုလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေအားလုံးကအကျော်လွားနိုင်တာကဒီအမျိုးသမီးတွေပဲရှိရလို့ထင်ပါတယ် ဟိုညီမကတော့ Miss Grand တောင်ကိုကိုစားပြုဖြစ်တဲ့အတွက်ကြောင့်နည်းနည်း risk များတယ်လို့ထင်တယ်။အများဆုံးအများကြီးအကောင်းဆုံးစူးစမ်းပါမယ်လို့